လောကကြီးနဲ့သဟာဇာတဖြစ်စွာ နေထိုင်ပြီးဘဝကိုဟန်ရှက်နေကြီးဖြတ်တန်းလိုပါကအောက်မှာအရှက်လက်များကိုအရှိခံပါနံပါတ်၁မိမိကိုယ်ကိုတည်ပါမိမိကိုယ်ကို အားနည်းချက် အားသာချက်များကိုနားလည်ပါ စိတ်တည်ငြိမ်မှုနဲ့ကိုယ်ကိုယ်ကိုလက်ခံနိုင်မှုလောကနဲ့သဟာဇာတဖြစ်ရန်အစပြုပါ နမနှင့်သူတစ်ပါးကိုကရုဏာထားပါစာနာမှုနားလည်မှုကုညိုလိုစိတ်များနှင့်ဆက်ဆံပါလူမှုဆက်ဆံရေးတွင်ချစ်ခင်လေးစားမှုကအဓိကတော့ချက်ဖြစ်ပါတယ်နံပါတ်3တဘာဝနှင့်ပူပေါင်းပါတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပါတစ်ပင်ဆိုင်ခြင်းစံပြပစ္စည်းလျှော့ရှာခြင်းရန်ဒီဥဒုနဲ့လိုက်လျောညီထွေး ရှိသောဘဝပုံစံကိုရွေးချယ်ပါနံပါတ်၄ပြောင်းလဲမှုကိုလက်ခံပါဘဝအတွက်အမြဲပြောင်းလဲနေသည်ကိုလက်ခံပါပုဂံခြင်းတဲ့လိုင်လျောညီတွေးဖြစ်အောင်ကြိုးစားပါနံပါတ်၅ဂျေဇူးတရားကိုမမွေပါနဲ့ရရှိထားသော အခွင့်အလမ်းများပဝန်းကျင်ကိုဂျေဇူးတင်စိတ်ထားပါဤစိတ်ထားသည် ိတ်ပျော်ရွှင်မှုနဲ့ဟန်ချက်ညီမှုကိုဖန်တီးပေးပါရဲ့နံပါတ်6ရိုးရှင်းသောဘဝလူအားချက်ထက်လွန်ကဲသောလောဘစီးရင်တို့ကိုရှောင်ပါရိုးရှင်းသောဘဝပုံစံကစိတ်ငြိမ်းချမ်းမှုကိုဖြစ်စေပါတယ်နံပါတ်9တတိပဌာန်းဤကိုအသုံးချပါလက်ရှိအချိန်ထိအာယုံဆိုင်ပါစိတ်ဖိစီးမှုများကိုရှောရှာကဘဝကိုနှက်ဆိုင်စွာခံစားနိုင်ပါလေ။ နံပါတ်8တီလာနဲ့အကျင့်ကိုစောင့်တည်ပါကိုကျင့်တရားတာဝန်ယူမှုမှန်ကန်သောအပြုမှုများဖြင့်လောကနှင့်သဟဇာရာဖြစ်အောင်နေပါနံပါတ်9အတိုက်ဝန်းကိုတည်ဆောက်ပါမိသားစုမိတ်ဆွေများလူအဖွဲ့အစည်းနှင့်ပူးပေါင်းလှုပ်ဆောင်ပါအတူတူဘဝဖြစ်တည်မှုကသဟဇာတာဖြစ်ရန်အထောက်အကူပြုပါれနံပါတ်10သင်ယူမှုကိုမရက်ပါနဲ့ ဘဝသည်သင်္ကန်းစာများဖြင့်ပြည့်နှက်နေသည်ဘဝအတွေ့အကြုံအသင်များကိုလက်ခံကာကြီးထွားမှုကို ရှာဖွေပါနှိရှုပ်ပြောရမယ်ဆိုရင်တော့လောကကြီးနဲ့တဟဇာတစ်ဖြန့်ချစ်ရန်လိုအပ်သည်မှာမိမိကိုယ်ကို နားလည်မှု သူတစ်ပါးအားလေးစားမှုဘဝကိုရှင်းမြတ်နှုံးမှုနဲ့ပြောင်းလဲမှုများကိုလက်ခံနိုင်သောစိတ်ထားဖြစ်သည့် ဤအချက်များကိုအရှိကံပြီးဘဝကိုငြိမ်းချမ်းစွာဖြတ်သန်းနိုင်ပါစေ။အလုံးစုံနဲ့ဆံကြပါစေ။ I am suicide